ုတင်ဆက်ပေးမယ့်သတင်းကတော့139ကိုသိဆုံးခဲ့တဲ့မုံတိုင်းခါမေကြီး BNN ဝင်ရောက်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာသိဆုံးသူ139ကိုရှိခဲ့တဲ့မုံတိုင်းခါမေကြီးက BNN နိုင်ငံကိုဆက်လက်ဝင်ရောက်တက်ခဲ့ခဲ့ပါတယ်။ခါမေကြီးမုံတိုင်းဟာတောင်တရုတ်ပင်လယ်နဲ့အာရှနိုင်ငံတွေကိုဖြတ်တန်းတက်ခဲ့တဲ့မုံတိုင်းတွေထဲမှာအင်အားပြည့်စုံမုံတိုင်းဖြစ်နေတဲ့တက်မှတ်ခံခဲ့ရတဲ့မုံတိုင်းမှာ ခမင်းကြီးမုံနိုင်ဟာ BNN နိုင်ငံကိုဖျက်တမ်းတိုက်ခတ်ချိန်မှာလူတိုင်းလုံးကတနအေကိုမိုင်းတရားနှုံးနှီးပါရှိခဲ့တာကြောင့်လေဒီနေ့ချဲမှာအာရှဒေသတွေနိုင်ငံတွေကိုဖျက်တမ်းတိုက်ခတ်ခဲ့တဲ့မုံနိုင်တွေထဲမှာအင်အားအပြည့်စုံမုံနိုင်အဖြစ်နဲ့သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ခမင်းကြီးမုံနိုင်ဖျက်တမ်းတိုက်ခတ်မဲ့လမ်းကြောင်းပေါ်မှာနေထိုင်သူတိုင်းငံနိုင်ငံကိုဘေးလွတ်ရအောင်ရွှေ့ပြောင်းပေးပြီးတော့ကြိုတင်ကကွယ်ရေးစီစဉ်တွေကိုလည်းဖော်ဆောင်ခဲ့ပါတယ်။မုံတိုင်းထံကာကွယ်ဖို့နဲ့အေးဘော်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် BNS တက်ကတက်ဖွဲ့ဝင် နှစ်သိန်း6000ကျော်ကိုလည်းအစ်စ်အနေထားနဲ့မုံတိုင်းဖြတ်တမ်းမဲ့လမ်းကြောင်းပေါ်မှာဖျက်ချက်ထားတယ်လို့ BNN ဆိုရာကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းတော့ငင်းကြောင်မှာပြပို့လာပါဗျ။